နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်ကအစိုးပြုတဲ့ရက်သုံးစီပြစ်ခတ်ရက်စီးကိုရုရှားကသာလိုက်နာမေးဆိုရင်ယူကရိန်းကသဘောတူတယ်လို့ယူကရိန်းသမ္မတရုံးကကြေညာခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်ရတဲ့အတွက်အမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆော်ဒီအာရေဗျနိုင်ငံဂျက်တာမှာမက်ရှလာ၁၇ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်ယူကရိန်းဘက်ကအခုလိုပြောဆိုခဲ့တာပါ။ နှုတ်နှစ်ဘက်သဘောတူညီချက်နဲ့ဆက်လက်တတန်းတူးနိုင်နေယာယီအပြစ်ခတ်ရက်စီးကိုရှက်ရှင်းအကောင့်ထေဖော်ဆောင်ဖို့ဝါရှင်တန်ရဲ့အဆိုပြုချက်ကိုကီယက်ကလက်ခံဖို့အသင့်ရှိတယ်လို့လေယူကရိန်းသမ္မတရုံးကကြေညာခဲ့ပါရယ်ရုရှားအနေနဲ့အပြစ်ခတ်ရက်စီးဆိုင်ရာစီမီစီကန်းတွေကိုလိုက်နာမှသာယူကရိန်းဟာပြစ်ခတ်ရက်စီးကိုလမ်းဖို့အသင့်ရှိနေတာလို့ဆိုပါရယ်အမေရိကန်ကအဆိုပြုတဲ့ရက်30ကြာအပြစ်ခတ်ရက်စီးကို ယူကရိန်းကလက်ခံပြီးအမေရိကန်အနေနဲ့လေအဆိုပြုချက်ကိုရုရှားကလိုက်နာဖို့စီယုံရမယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုထားပါတယ်။